ုပ်ပလာတရောင်ဟင်းကလေးနေအောင်တပင်းချိုင်နဲ့ရိုင်းတိုင်းခြေလမ်းနေနဲ့ကျော်လန်တိုင်းလျှောက်လာခဲ့ပါတယ်။နေဝင်တရောင်အချိန်ပေးမှုအလင်းရောင်ကလည်းရှိပါသေးတယ်။ရက်ဆိုင်မှာစိတ်တိုင်းကြထိုင်တော့ပြီးတော့မိုးမိုးရိုးရိုးတိုင်းကွက်နဲလာတဲ့ကိုပလာကိုခိုးတွေကမျက်စိနောက်နေပုံရတယ်။ကိုပလာလက်မှာကင်ထားတဲ့ပစုကလည်းရော့ရီရော့ရဲ့အပေါ်ပိုင်းမှာတော့အဝတ်အစားကမရှိပါဘူး။လက်တစ်ဖက်မှာတော့လက်ကျန်ဖန်ကက်တတာရှိတော့တဲ့အရက်ပလင်းကိုလည်းကင်ထားသေးတယ်။ကိုပလာဆိုတာ လိုကောင်းကြီးကြီးလိုပလာကြီးလို့ကြားမယ်ဆိုရင်တော့ထင်သွားနိုင်တယ်အမှန်ကတော့လူကောင်းကခက်တဲသေးပါမျက်နှာကစောချွန်းချွန်းဖြစ်ပြီးတော့ကားငယ်ပုံစံနှကမ်းမွေးကိုလည်းထားရသေးတယ်အဲ့လိုကိုပလာကိုရွာရဲ့တက်တီခွေတွေကဟောင်းကြတယ်ဟိုကြတယ်ခွေးတစ်စီနဲ့ဖြစ်လာတယ်အဲ့လိုရွာလမ်းမှာခွေးတစ်စီဖြစ်ပြီးဆိုရင်တော့ကိုပလာဆိုလားအားလုံးကသိကြပါတယ်ကိုပလာဟာရွာတဲ့ရွာသားဖြစ်ပြီးတော့ ဇနီးတဲ့မမြင်တဲ့တူနေထိုင်နေတကယ်တော့မမြင်ဟာကုံတဲ့ဖြစ်ပြီးတော့ကုံစိန်ရောက်ပါတယ်မိမဖြစ်သူရှာပွေတဲ့ဝင်ကျင်တဲ့နေကုံရှိတဲ့၍အရက်ကလေးတမျမျှနဲ့ကိုဗလာဟာမူယူနေတတ်တယ်မမြင်ဟာကိုဗလာထက်လူကောင်လည်းကြီးတယ်မကြာခဏဆက်တလို့ကိုဗလာကိုအရက်တော့ဖို့ဝေတောင်မှုကြောင့်လင်းမင်းနှစ်ယောက်ရန်တွေဖြစ်နေပန်းလုံးကအပြန်အလှန်ရိုက်ကြနှက်ကြတယ်ဒီလိုဖြစ်တိုင်းလေကိုဗလာမှာတန်ရတဲ့ချက်အပြည့်နဲ့ဖြစ်တယ် မသားမမမြင်နင်းကငါးထက်လူကောင်ကြည့်လို့နိုင်နေတာပါမလားဆိုတဲ့ငါကလူကောင်သိပေမဲ့ဇားကမသိဘူးဟာပေးစံအရက်ဖို့မသားကနင်းကိုပေးချင်လို့လို့မတင်နဲ့အရက်ဖို့မရရဲ့ရန်ပြည့်ရတာငါရှက်လုံးလို့ကြော့ကြော့ပေမဲ့အရေတွေကိုတွတ်တော့မသားကဒီလိုပြောကမမြင်ဟာပတ်စံတချို့ကိုကိုပလားစီကိုပြေပောက်ကပေးလိုက်ပါတယ်ကိုပလားဟာပတ်စံတွေကိုကြည့်လို့မျက်နှာကြီးပြုံးရွှင်တွေကကောက်ရုံပေးတာနဲ့ က်ဆန်တွေကိုနှာခေါင်းသားကိုတုတ်ကပ်ပြီးတော့နှမ်းရှုံနေ။ဒါမှပေါ်ဟာဒါကအရက်တော့ဖို့ဒါလေးကမှရှင်းမဖြစ်ဖြစ်တယ်။ဒီလိုပြောပြီးတော့အရက်ဆိုင်ကိုထွက်ခွာသွားပါတယ်။သာသမီမရှိချတဲ့မမင်းခင်ဗျာလည်းကိုဗလာအတွက်အရက်ဖို့ပေးလိုက်။ကုံစင်းလေးကိုရွာနဲ့ရှောက်ပြီးရောင်းလိုက်နဲ့နေထိုင်ခဲ့ရတယ်။ဒီလိုကြားကနေအရက်ဖို့မပေးခဲ့ရင်တော့လေမြားနဲ့ရောက်ရန်တွေဖြစ်ရိုက်ကြနှက်ကြနဲ့တကြီးအင်ကုန်တော်မှာရောက်ကြတယ်။ဟဲ့ကောင်ဗလာခမရတကြီး မင်းကအလုံးမရှိတဲ့ခိုင်မရှိနဲ့မိမလှုပ်စာထိုင်စားနေတာမချက်ဘူးလားမချက်ပါဘူးဗျာသူကြိုက်လို့ကြုတ်ကိုယူတာလေကြုတ်ရက်ဘူးတော့သူပေးရမှာဗောဗျာတဲဒီခွေးကခွေးစကားလာပြောနေပြန်ပြီဒီမှာဗလားမင်းကအရက်ကလေးတောက်လိုက်မိမကိုရန်ရှာဆဲဆုပ်လိုက်နောက်ဆုံးမှငါ့အိမ်ကိုရောက်လာတာပဲဘာလဲငါထိတ်တုံကိုမင်းအပိုင်လို့များထင်းနေလားဟာဗျာတကြီးကလည်းကျုပ်ကထိတ်တုံကိုဘာလို့ရမှာလဲဗျအေးဘာမှမလို့ရဘူးကဲမင်းမြင့် ညီလေးပြန်တော့ဒီကောင်ဗလားကိုတင်ရတယ်မှာတော့ထိတ်တုံးခတ်ထားမယ်။သွားသွား။မမြင်တဲ့ရောက်ကိုဗလားကိုမျက်ဆောင်ထိုးပြီးတော့ထွက်သွားတယ်။ထိတ်တုံးကခံထိထားတဲ့ကိုဗလားကတော့အမေမတမော့ဟဲငါနော်ငါဒေါ်သားကိုထိန်ချုပ်ထားတဲ့ဟန်နဲ့ပြောတယ်။အဲ့လိုတဲ့ဂျင်းကိုခဏခဏရောက်လာတဲ့အရက်ရိုးကိုဗလားတရားရဲ့ကံကြမ္မာဟာပြောင်းလဲလာပါတယ်။အရင်တုန်းကအရက်လေးတမင်းများတောက်ပြီးတော့ရွာထဲမှာယူယူမမူတော်လာနေတဲ့ကိုဗလားတယောက်အခုတော့အိမ်ထဲမှာ ညင်ကျက်တာကောင်းလာတယ်။အမလီမမြင်ငါ့ကိုကဲပါအောင်ဟာ။အော်ဟိပြီးတော့အဲ့ရထဲမှာလုံးလိုက်နေတယ်။ဘာဖြစ်တာလဲကိုဗလာရဲ့။တော့ယောဂါရကလည်းထူးစမ်းပါလား။နေပါဦး။ကျုပ်ဆေးစရာတော့ပင်အောင်ပဲ။မမြင်ကကိုဗလာကိုဆေးစရာပေးပြီးတော့ကုသတယ်။ကိုဗလာအချိန်တွေကိုကြည့်ပြီးတော့ဒီကောင်ကအရက်တော့တာများပြီးတော့အသားတွေကဝါ၊နှလုံးတွေဝါနေတာ။အသေးချက်ပုံရတယ်ဟာရော့။ဒီစလေးကိုပုံမတိုက်။ဆေးစရာပေးတဲ့စီဟာကိုဗလာတော့ ဝေဒနာကိုပျောက်ကင်းနိုင်ဖို့မရဘူး။အရေးကြောင့်ရတဲ့ယောဂတွေကလည်းအတော့ကိုဆိုးဝါနေတယ်။အဲ့ရတဲ့မှာလူကလည်းကအဟိနေရပြီးတော့ချီးတေသေးတောင်မမြင်ကတန်ရှင်းပေးရရှာတယ်။ဒီလိုနေလိုက်နဲ့ရက်တော့ကြတော့လာခေါ်နေကြပြီ။ငါမလိုက်ဘူး။ငါမလိုက်ဘူး။တွားတော့မလိုက်ဘူး။ကိုဗလာရဲ့အော်တန်ကြီးဟာဘေးမှာရှိတဲ့အိမ်တွေကတောင်အတိုင်းသာကြားတယ်။ဒေတန်ကြီးတိတ်ဆိတ်သွားချိန်မှာတော့မမြင်ရဲ့အမလီကိုဗလာကိုဗလာဆုံးပြီတော့ကိုဗလာဆုံးမှပြီတော့ အဟီးနဲ့ငိုတန်ကြီးကို အားလုံးကြားလည်ရပါတယ်။အသက်ရှိတုန်းကမကောင်းခဲ့ပေမဲ့တန်ရောစင်ဆိုတဲ့အရာရောက်မဲ့ယူထားတဲ့ယောက်ျားမလို့မမြင့်ခင်ဗျာငိုကြွေးနေရှာတယ်။ကိုဘလာသုံးသွားတယ်ဆိုတဲ့တဲ့ညောင်နာရီအတွက်ရွာကလူတွေကိုကြီးပြင်ဆင်ပေးကြပါတယ်။အမေကြီးအမေဟဲ့ဒီမာလေးအမေကနန်းကြိုင်တယောက်စော်ကစားနေတာကနေအင်ကိုပြင်ရောက်လာတယ်။ဒေါ်ဝင်းကိုအော်ခေါ်တယ်။ဒေါ်ဝင်းကခြံနောက်ဘက်မလာကာဝေးနေကြမှာမျက်တွေနှောင်းရင်းကနေ နန်းကြိုင်လေးခေါ်တာကိုလှမ်းထုတ်ပါတယ်။ဟောအမေကဒီမှာရောက်နေတာကိုဒါနဲ့အဖွားကိုလည်းမတွေ့ပါလား။အဖွားကရောဘယ်ရောက်သွားတာလဲ။ညီအဖွားအိမ်မှာနေရတာပြင်းနေဆိုပြီးတော့ရွာတဲကိုသွားလိုက်တယ်လေ။ဘိုင်းချက်လည်းမေးကျုပ်ပိုက်စာပြီးတော့ဒီနေ့ငပိရဲ့တိုးမြုပ်လေးရဲ့ကလပန်းဟင်းနဲ့ကျုပ်အကျော်ဘောတမီးစားကောင်းပါပဲနော်မေး။အဖွားကိုစောင်းရမှာလား။ထမင်းစားဖို့ကလေ။အမေနော်ညီအဖွားကတခါတည်းမှသွားတည်တယ်။ ဘိုက်ဆိုင်စားနေကြတဲ့ဒီဘက်မှာသူကြိုက်တဲ့အိမ်မှာထမင်းဝင်စားလို့ရတာမလို့မဆောင်မှုပြောသွားတယ်။ကြလား။ဒဝင်းပြောတော့နန်းကြိုင်ပြုံးသွားတယ်။ဒီချိန်မှာပဲအမဝင်အမေရောဟဲ့အစ်တေအမေကရွာထဲသွားလိုက်တယ်။ဘာကြောင့်ရှိလို့လဲ။အเจ้าကအမမောင်အเจ้าမတော်ဒင်းအခုတလောအရက်ကလေးတည်းများများနဲ့အလုတ်ကိုလက်ကြောမတင်ဘူး။အဲ့ဒါအမေကိုလာတိုင်းတာ။အစ်တင်ဆိုတာဒေါ်ဝင်းရဲ့မောင်အလက်ကောင်ရဲ့မိမဖြစ်ပါတယ်။ဒေါ်အစ်တင်ရဲ့ပြောကြောင့် ဒေါ်ဝင်းမျက်နှာတစ်ချက်ရှုပ်နေညီရီငားမောင်လုံးစာစားနေရတုန်းကငားမောင်တို့အမားမောင်တော်လိုက်တာနဲ့တခုံးမှလာမပြောဘူးအခုသူ့အရေးတောက်တာကြတော့လာတိုင်းနေငားအမေကိုအမှုဖြစ်ရှင်ရဲ့ကြီးကြနေရပဲအမလီအမဝင်တော်ဘလို့စကားပြောတာလဲတော်တော့မောင်မို့လို့လူကြီးတွေအနေနဲ့ထိမ့်ပေးကြဖို့ဆုံးမပေးကြဖို့ကြောက်ကလာပြောတာဟဲ့အေးတင်ငါကရောဘာပြောမှလဲဟမ်ဘာများမှလို့လဲမင်းခိုင်းလို့ဝါမှသူ့တောက်တာလေး ဒါကြတော့အိမ်ကိုလာတိုက်နေဒိုမီတာစုပေါ်ဒင်းကဗန်နပြကြည့်ဘူးလေဟမ်အမေနဲ့အမဖို့အခုချိန်ဘာမှလှုပ်ကြွေးဘူးလို့ငါတို့ကသူ့ကိုဘယ်လိုဆုံးမပေးရမှာလဲနင်းစကားပြီးတဲ့နင်းလင်ကိုနင်းပါတာဆုံးမပါလားဟမ်ကောင်းမအမလီတော်ကြားကြသေးရဲ့လားအရက်ကတို့ရေအမပီပီပြောတဲ့စကားကိုကြားကြသေးရဲ့လားအမတော်အမဒေါ်ဝင်းနဲ့ဒေါ်အေးတင်တို့ရဲ့တန်တွေဟာခြေလောင်းလာတယ်ဒေါ်ဝင်းကလည်းရင်တွင်းကမကျေနပ်ချက်တွေကြောင့်ပို့ပြီးတော့ဒေါ်သာထောက်လာတယ် နဘေးမှာရှိတဲ့နန်းချိုင်လေးကတော့အမေဖြစ်သူလက်ကိုဆွဲထားတယ်။ဒေါ်အေတင်ကလည်းအော်ကြီးကျန်နေပြောတယ်။နန်းချိုင်လည်းသူတို့နေကထွက်ပြေးလာကရွာထဲမှာလည်နေတဲ့ဝါမက်စင်ကိုတွားရှာတယ်။အမဝင်ဘာဖြစ်ကြတာလဲဗျ။ဟဲ့ဘာဖြစ်ရမှာလဲ။ဒီကောင်မလေးအခုမှလာပြီးတိုင်တော့နေတာ။ဒါကောင်မကြိုက်လို့ငါကပြောနေတာ။အမအေတင်ဘလို့ဖြစ်ရတာလဲဗျ။မိသားစုတွေကိုဘွားလာရင်တော်တော်ပိုဆိုးမယ်နော်။အိမ်နီးနားကရွာသူတွေလာရောက်ပြန်ပြေးပေးကြတယ် ထဲ့ဧတဲ့တော်နေလဲပြန်နင်းလင်ကိုနင်းကြက်တယ်လို့ထိတ်အိမ်ကိုတော့လာမတိုင်းနဲ့ငါတို့အပေါ်တော်မကြည့်ခဲ့တဲ့ကောင်းကိုစိုးတာကောင်းတာတခုမှမသိချင်ဘူးပြန်เสียလားဒါအမေအိမ်လားအမအိမ်လားအောင်မဧတဲ့နင်းငါလောက်ဟာရလားစားချင်နေပြီလားဟမ်ဟဲ့စွဲကြပါဦးအမဝင်စိတ်ကိုလျှော့ပါဦးကိုကအကြည့်ပဲလေဟဲ့ကောင်မငါစိတ်ကအမေကြောင့်လျှော့ထားတာဒါကိုဒီကောင်းမက မကန့်လေးစားလာပြောနေတာအမအေးတဲ့တော့ပြန်မာတော့တော့ ဘဟုတ်ရင်ဒီထက်ပိုပြီးတော့ဆိုးလာဖို့ပဲရှိတယ်။ကျွတ်တို့ပဲကြားကနေတောင်းဝင်ပါတယ်။အောက်မှာပြန့်စရာလာ၏။ဒေါ်အတင်ကလည်းကက်ကက်လန်ရံပြန်တွေ့တယ်။ဝိုင်းဆွဲတဲ့ရွာသူတွေဟာခေါင်းကုတ်ပင်ကုန်းနဲ့ဘလို့မှတားဆီးမရဖြစ်နေတော့ဒါကဘလို့များဖြစ်ကြတာတော့ဟမ်မိဝင်းနဲ့မိအေးအအမေအေးငါညည်းရမေပဲပြောစမ်းပါဦး။အော်ကြီးကျန်တဲ့အချက်မရှိညီတို့ကဘာဖြစ်နေတာလဲ။ဘောမဆင်ဟာကားကြီးကိုထောက်ပြီးတော့ဒေါ်ဝင်းတို့ကိုမေးတယ်။ ဝါမေဆန်ရောက်လာတာကိုမတိလိုက်ကြဘဲနဲ့ရန်ဖြစ်နေကြတဲ့ဒေါ်ဝင်းနဲ့ဒေါ်အေဒင်တို့လည်းဘလို့ပြောမှမသိဘဲနဲ့ထိုင်လန်သွားကြတယ်။နန်းကြိုင်လေးကဝါမေဆန်ဒီမှာမတက်ရက်နေတာကြောင့်နန်းကြိုင်လေးပဲသွားခေါ်လာဆိုတာဒေါ်ဝင်းတယောက်သဘောပေါက်သွားတယ်။ဒါပေမဲ့ဒေါ်အေဒင်ကတော့အမလီအမေရဲ့မမဝင်လေးကျုပ်ကအာကိုတကြီးလာပြောတာကိုကြားစရာမရှိအောင်ကျုပ်ကိုပြောတယ်။ပြောလဲပြောငိုလဲငိုတယ်။ဒေါ်ဝင်းကတော့ဒေါ်အေဒင်ကိုဒေါသထွက်သွားကြည့်တယ်။ဟဲ့အေဒင်ငိုမနေနဲ့လာနှစ်ယောက်စလုံးလာခဲ့ကြ။ ။ဝမ်းမစင်ဟာကုပြစ်ကိုသွားတယ်။ဒေါ်ဝင်းတို့လည်းနောက်ကနေလိုက်ပါသွားကြတယ်။ဟိုမင်းမတွေပြန်ကြတော့ဆွဲမဲ့ရေကိုဆွဲလှစ်ပြီးတော့တက်ဖြစ်ထားကြပါလား။ညီတို့ကလည်းနောက်ကိုမှတ်ထား။ဒီကောင်မတွေရန်ဖြစ်ရင်သူတို့ကိုတက်ဖြစ်ထားကြလား။ဟုတ်ဟုတ်ကဲ့ဘွာ။ရွာသူတွေလည်းဝမ်းမစင်ကိုကြောက်ကြောက်နဲ့ပြန်သွားကြတယ်။ကြိုင်ရင်ခဲ့တဲ့ဒေါ်ဝင်းနဲ့ဒေါ်အေးသေးတို့ကတော့ကုပြစ်ပေါ်မှာငြိမ်းနေကြတယ်။မြို့ဝင်ရှင်းမေသွားရှင်းနေတော့တဲ့။ဒေါ်ဝင်းရယူနီအိုးကိုယူတာ မိဖို့တွေကိုထွက်သွားတယ်။မိအေးတဲ့ရှင်းမေညီယောက်ျားနဲ့ကဘာဖြစ်တာလဲ။ဟုတ်ဟိုအမေသားကအလုံးမလုံးပဲနဲ့အရက်ပဲတောင်းနေလို့ပါ။အေးညီကအဲ့ဒီအကြောင်းလာတိုင်းနဲ့မိဝင်းကဘယ်ခံချင်မှမလဲအေး။ညီယောက်ျားကိုညီယူတော့ကဒင်းတောက်စားတက်လားပြောစမ်းကြီး။မတောက်စားတက်ပါဘူးအမေ။အေးငါကငါသားသမီးကိုအဲ့လိုဆုံးမတုံတင်ခဲ့တာ။အခုကြည့်ညီနဲ့ယူပြီးတဲ့အချိန်ကစပြီးတော့အမေရဲ့အမရင်လို့တရေတူရှိဘူးလား။ ဒါတွေကအမေအတွက်မလိုပါဘူးအေးအမေကတိတ်လို့ကြံလူပြစ်တဲ့ညီမကတော့လိုချင်ပါပေါ့သူခမအားကိုးစရာဒီမောင်မဲရှိခဲ့တာလေဒီအမေကြီးရှိတာတော့မှအမကိုအရေးတရုံမရှိတာဒီအမေကြီးသာမရှိရင်ငါသမီးကိုသူကပို့ပြီးတော့ပြစ်ထားမှာပေါ့ဒါတွေတွေးပြီးတော့သူစိတ်မကောင်းဖြစ်နေတာမိအတဲ့နောက်ပြီးတော့ပြောအောင်မယ်ညယောက်ျားအရက်တောက်တာလဲညအပြစ်မကင်းဘူးလေဘာလို့ဆိုညအကိုမောင်ွားတွေကအရက်သမားတွေဒင်းတို့နဲ့ပေါင်းခိုင်းတော့လဲ ညီးလင်လေစိတ်တူသွားတာပေါ့ကဲပါဒီကောင်ကိုအိမ်ကိုလှုပ်လိုက်အခုညီးစိတ်ပါရင်ညီးမကိုတောက်တောက်မန်းစိတ်မပါရင်တော့ဒီတိုင်းပဲပြန်ဘွားမစိန်ပြောလာတော့တော့အစ်တင်နားလေသွားတယ်ကျုပ်မမဝင်းကိုတောင်းပန်ပါတယ်မယ်အမေကျုပ်ရမ်းတယ်လို့ဖြစ်သွားပါတယ်အေးအေးတင်းတင်းမြတ်မြတ်နေကြဒီမှာဒါမှအမေကြီးကစိတ်ချမ်းသာတာဟုတ်ကဲ့ပါမေတော့အစ်တင်တယောက်ဒေါ်ဝင်းရှိတဲ့မိဖို့လေးကိုလိုက်သွားတယ်ဒေါ်ဝင်းကလည်းစိတ်မကောင်းလို့ထင်းနေမျက်ရည်တွေကိုလက်တော့ပေါ်နဲ့တုံနေတယ်မမဝင်း đi vào đi tôi tin hồi nào cho tôi với đứa phát cùng nhau nào thấy tôi đi chụp chụp đóng mà mà để mà mà hồi vậy giải tôi vào đi đến đến ngày liền đóng mà này không mà tôi với ngài này vào đi ngài lên mà tôi đi ta số mà mà hồi chụp của xin số vào nó mà số vào hồi ta số chụp xin ý vào đó chụp giải đóng mà 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 hồi ai mà đi bạch chân cái lụ ai bạch biên biên ta này nó bị gì chịu đau không là ngài chết ra ôi nó bị liền မပွင့်တော့အမားတို့စားဖို့ပဲထားပါပို့တယ်ပို့တယ်ယူသွားလိုက်ဒီလိုပြောပြီးဒေါ်ဝင်လည်းမပြည့်ရင်တိုးစရာအရွက်တွေကိုထက်ပေးတယ်ဒီလိုနဲ့ဒေါ်ဝင်နဲ့ဒေါ်အေးတင်တို့ပြန်လဲအဆင်ပြေသွားတယ်ဘာမဆင်ကတော့ကိုပြစ်မှာသူ့ရဲ့ပြောင်းမှုဘက်ဆလိတ်ကြီးကိုဖွာရှက်ပြီးတော့တောင်းနေပါတယ်ဖွာရှိလားဗျဖွာအေးရှိတယ်ဝင်ခဲ့ကြမနဲ့စောကြီးအိမ်ရှိကအော်ခေါ်တဲ့ညောင်းဘာမဆင်မျက်နှာတက်နေကနေထိုးလိုက်ပါတယ်မျက်နှာတက်ပြီးတော့ခြေတပတ်လေးနဲ့တော့ကကိုပြစ်စီလာတော့ခြံဝင်းထဲကိုဝင်လာတဲ့ မောင်တိုးနဲ့ဧည့်သည်တို့ကိုတွေ့လိုက်ရတယ်။ဘယ်သူတွေလဲမောင်တိုး။ဧည့်သည်တွေပွား။အော်အေးထိုင်ရလေ။မောင်တိုးမိဖို့ထဲမှာမင်းအရေးရှိတယ်။ရင်းနေခွနဲ့ရင်းနေအိုးသွားယူလိုက်။ဟုတ်ကဲ့ပွား။ဧည့်သည်တွေဟာအမျိုးသမီးကြီးနှစ်ဦးဖြစ်ပါတယ်။ဘယ်ရွာကနေလာကြတာလဲ။ရွာတစ်ကပါပွား။အော်အေးဒီကိုလာတာကရော။ဘာအရေးများရှိလို့လဲ။လာရတာကအရေးကြီးလို့ပါဘွာအရေးကြီးတယ်ဟုတ်လားဧည့်သည်မျိုးသမီးရဲ့စကားကြောင့်ဘွားမဆိုင်တို့ကနေ န်အော်ဒန်ထပ်သွားတယ်။အဲ့ဒီလိုင်းကိစ္စကိုဝါမစင်ကမေးမြန်းတယ်။မောင်တို့ကတော့ရေနေအိုးတွေရေနေခွက်တွေကိုလာချပေးပြီးနောက်ထန်းလက်ခုံမှာတော့ထိုင်နေ။ကျုပ်နာမည်ကမမ်းမြင့်လို့ခေါ်တယ်ဘွာ။သူကတော့ကျုပ်အဖော်ရအောင်ခေါ်လာခဲ့တာပါ။အေးမင်းမြင့်နော်ပြောပါဦး။ညီရဲ့အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကိုဟုတ်ကဲ့ဒီလိုပါဘွာ။ကျော်တဲ့ရွာထဲမှာညာဘက်ဆိုခွေးတွေဟာတူတူခြားခြားဦးကြပါတယ်။ အရင်တုန်းကအိုတန်ဟောင်းတဲ့နဲ့လုံးဝတူမနေခြင်းကိုလည်းရွာသူရွာသားတွေသတိထားမိသွားတယ်။ဟဲ့။ညကခွေးရီအူလား။တစ်မျိုးကြည့်နော်။အရန်ကိုကြောက်စရာကောင်းတယ်။အေးပါဆိုဟဲ့။ခွေးရီကနော်တခုခုနောက်ကိုလိုက်ပြီးတော့ဆွဆွငငငကိုဦးကြတာဟဲ့။ငါဖြင့်ကြောက်လိုက်တာမပြောပါနဲ့။ခွေးဦးတန်တွေခွေးဟောင်းတဲ့အကြောင်းကိုရွာထဲမှာပြောလို့မဆုံးဖြစ်နေပါတယ်။ဒီလိုနဲ့တညမှာတော့ဆွဆွငငငဦးလိုက်တဲ့ခွေးဦးတန်ကြီးကြောင့်ကိုတင်းတယောက်နိုးလာတယ်။နောက်ဘေးကိုကြည့်လိုက်တော့ဇနီးတွေက အိပ်ပျော်နေပြီဒီချိန်မှာစောက်ခွေးတွေကတော့ကွာဒေတန်ကိုကိုတင်တယောက်ကြားလိုက်ရတယ်အန်လည်းအန်ဟောတော့တယ်ကိုတင်တို့အိမ်ကရွာလမ်းမပေါ်မှာဖြစ်ပါတယ်အခုလို့ခွေးတွေဦးတဲ့အချိန်မှာတော်တော်တန်ဘသူမှအိမ်ပြင်ကိုမထွက်ရတာကိုတင်သိတယ်ဒါကြောင့်အိမ်ထရံမှာထိုးဆိုင်ထားတဲ့ဓမ္မကိုဆွဲတဲ့တကားကိုအတော်ဖွင့်ကလမ်းမကိုလှန့်ကြည့်တော့လာလေးကလည်းအလင်းပေးနေတာမို့လို့ခွေးအုံနဲ့တူတူလူတယောက်ကိုကိုတင်မြင်လိုက်ရတယ်ခွေးတွေကအဲ့လူသွားရကို မခွာတဲ့လိုက်ပြီးတော့အုံနေကြတာကြောက်ပေးပြီးတော့ရွာလမ်းမပေါ်တလှလှတော့နေကြတဲ့လူရဲ့အနောက်ကိုကိုတင်းတယောက်သိကျင်တဲ့စိတ်ကြောင့်အမြန်လိုက်လာတယ်ခွဲဦးကလည်းကိုတင်းကိုမြင်ပေမဲ့ရှေ့ကလူကတော့အတင်လိုက်ကြတယ်ရှေ့ကလူဟာခွဲဦးကိုကန်လိုက်ဆဲလိုက်နဲ့ရွာလမ်းမတိုင်းဆက်လာတယ်ဟဲ့လူဟဲ့လူကိုတင်းလိုက်ရတာမို့လားလို့လမ်းခေါ်တယ်ဟဲ့လူကျုပ်ခေါ်နေတာကြားလာဗျအဲ့လိုထပ်ပြီးခေါ်မှဟိုလူဟာခြေလှမ်းရက်သွားတယ်ကိုတင်းလည်း အမြန်အဲ့လူစီသွားပြီးတော့ခမရကဘာတူလဲဗျဘယ်သွားမလို့လဲဒီအချိန်ကြီးကြာမှာဗျာအတော်ဆက်ဆုတာပဲငါဘာတူလဲသိကျင်လားကြည့်တော့ကွာဒီလိုပြောတော့ကိုတင်လဲအတန်းကရင်းနေတယ်လို့တွေးတာကြောင့်အနာကိုရောက်လာတယ်ကိုတင်ရောက်လာတော့အဲ့လူကချက်ချင်းနောက်ကိုလှည့်ကြည့်ရာဒီကောင်မှလိုက်ရအောင်မှမြင်ရတဲ့ဒီလူရဲ့မျက်နှာကိုကိုတင်လဲသူ့ရဲ့ကျင်းနေတဲ့မျက်လုံးတွေတောင်အစမတန်ပြိုအောင်လို့တွေးသွားတယ်ခမရခမရကိုကိုဘလာဟာတိတ်တိတ်ရဲဗျာ လာတရေပြဒီလိုអော်ပြီးတော့လက်မកាន់ထားတဲ့ဓာတ်ကိုတော့ပြေပေါ်ပြချလို့ထွက်ပြေးသွားတယ်။ပြင်းင်းနဲ့အရှိန်မထိုင်နိုင်ကလဲကျသွားတဲ့ကိုတင်ဖြစ်ကိုကြည့်ပြီးတော့ဝန်တာအာရနဲ့တဟာဟာရီမိုးတန်ကြီးဟာကိုတင်နားထဲမှာမထွက်တော့ဘူး။မိုးလင်းနာနဲ့ကိုတင်အိမ်မှာလူအများကစုံနေပါတယ်။ကိုတင်တယောက်တရေအချောက်ခံရတယ်ဆိုတဲ့တဲ့လူကကြောင်ကရန်းနေអော်နေတာ။ဒီတဲ့ကြောင့်ပဲလူပို့ပြီးတော့စီလာတယ်။အမှန်ကကိုတင်တယောက်သူ့ရဲ့အိမ်မှာရှိတော့ဖះရှင်အောင်မှာစောင်းကိုချုံပြီးတော့ ဒူးတွေတောင်တဆက်ဆက်တုံနေတာကိုအားလုံးတွေ့ရတယ်။ကြောက်တယ်။မျက်နှာကနေနေကြီးငါ့ကိုတဟားနဲ့ရီပြတာ။ဒီလိုပြောပြီးတော့အုံငိုတယ်။ဒီကမှာကိုတင်းရဲ့မိခင်ကြီးဟာဒါကိုတင်းဘာတွေဖြစ်နေရလဲ။အမေကလည်းတရားပြော။ဒါမှအမေတို့ကဘာလို့ပေးရမလဲဆိုတာသိမှလေ။ကိုတင်းနားလာထိုင်တဲ့ကိုတင်းအမေဟာတေချာမိတယ်။ဒီမှာနေကိုတင်းဟာသူ့ရဲ့မိခင်မျက်နှာကိုတေချာကြည့်ပြီးတော့အမေညကလေကျခွေးဥဒဏ်ကြတော့ဗျနိုးလာတယ် နိုးလာခြင်းမှာတုံနာထဲမှာလေလမ်းမပေါ်ကလူတန်ကြလို့ချက်ချင်းဓာတ်ကင်ပြီးထွက်ကြည့်တာဗျတုတ်ကူကရှာရှည်မိတာပါဗျာလမ်းမပေါ်မှာအဲ့ဒီလူနောက်ကနေခွေးတွေကတယုံယုံလိုက်နေတာဗျကျုပ်လည်းအော်ပြီးဘသူလဲမိလိုက်တော့သူကတုတ်ကိုအတော်ဆက်ဆုတာပဲလို့ပြောတယ်ဗျတကူတည်းများကောင်ဆိုကျုပ်လက်ထက်ကဓာတ်နဲ့အပြေးပိုင်းလို့ရတယ်ဗျအခုကတည့်ရဲ့အမေရတည့်ရဲ့ဟေးတည့်ရဲ့ဟုတ်လားကိုတင်စကားကြောင့်ပဲလာနာထောင်နေတဲ့သူတွေ တူတူနဲ့တထုံကုန်နေကိုတင်းကလည်းသူ့အမေကိုဟုတ်တယ်မေအတိတရေကတခြားကလာတဲ့တရေမဟုတ်ဘူးဗျဟိုတလောကမှာဆုံးသွားတဲ့ကျွတ်တို့ရွာကကိုဗလာကြီးအမေအဲ့လူဗျာကျုပ်ကိုသူ့ရဲ့မျက်နှာကြီးရေရေကြီးနဲ့တဟအော်ကြီးတာဗျအမလီအမေယာကျုပ်ကျုပ်ကြောက်တယ်ဗျာကိုတင်းအမေလည်းတဟေးနဲ့အံ့ဩခဲ့ရတယ်လုံနဲ့ကိုတင်းတယောက်ဗလာက6နှစ်နဲ့ဆိုတဲ့တဲ့နဲ့အတူတူပဲညာတိုင်းခွေးတွေဦးကြောင်ကြတာ ကိုဗလာကြောင့်ဆိုတာသိသွားကြပြီမဲ့ရွာကလူတွေဟာပို့ပြီးတော့ကြောက်လန့်လာတယ်။နေဝင်ပြီးဆိုတာနဲ့ရွာလမ်းမပေါ်မှာဘသူမှမနေရရတော့ဘူး။ဒါပေမဲ့ကိစ္စတွေဟာစမ်းပြလာပါတယ်ဖြစ်ပုံကဟဲ့မိတောင်ညောဘာဖြစ်တာလဲမိတောင်ညောဘာဖြစ်တာလဲလို့ငါမိတောင်ညောမဟုတ်ဘူးငါဗလာဟင်ဗလာဘလို့ဖြစ်ပြီးတော့တောင်ညောစီကိုဝင်ဝင်ပူးတာလဲလှုပ်ရမ်းပြီးတော့ထိုင်နေတဲ့မတောင်ညောကို သူ့အမေကမေးခြင်းဖြစ်ပါတယ်။ရှာမရှင်နဲ့နင်သမီးအသက်မသေးသေးချင်းရဲ့အခုချက်ချင်းအရန်နဲ့ကြက်ကြော်ပြင်းပေး။မမြန်ပြင်းတော့အရက်ကုန်နှလုံးပေး။ယောက်ျားအတန်ကြီးနဲ့ပြောနေတဲ့မတောင်းညွန့်ကိုမိခင်ဖြစ်သူကတန်အံ့တောင်ငေးကြည့်တယ်။ဟဲ့ပါလေ။ငါပြောတာဘာလို့မလုပ်သေးတာလဲ။ကြည့်နေနင်သမီးသိစေရမယ်။ဟဲ့မလုပ်ပါနဲ့ပြင်ပေးပါမယ်တော့။ပြပြောစသုံးနဲ့ကျမ်းမင်းနဲ့ခေါင်းကိုစောင့်ချတော့မိခင်ဖြစ်သူကလည်းပြပြတလဲထပြီးတော့ ပြင်ဆင်ပေးပါမယ်ဆိုပြီးတော့ပြင်ဆင်ပေးရှာတယ်။ကိုဗလာရဲ့အနိုင်ကျင့်မှုကိုရွာသိရွာကလူတွေခါစီခံရတယ်။လူကိုပူးကပ်ပြီးတော့အရက်နိုင်မီတွေမကြခဏတောင်းတယ်။မပေးရင်အပူးကပ်ခံရသူတွေကိုဒုက္ခပေးမယ်လို့ချိန်ချောက်တယ်။ဒါကြောင့်သူပြောသမျှကိုလုပ်ပေးရတယ်။ဟဲ့မိမိညီလင်ဗလာတောင်းကြနေတာညီကြည့်ရတယ်ပေါ့ဟုတ်လား။အမလီမမတန်။ကျုပ်ကဒင်းကိုအသက်ရှိစဉ်ကလေးကမနိုင်တာလေ။အခုလိုတရေဘွားရောက်တော့ကကျုပ်ကဘာလုပ်ပေးနိုင်မှာလဲ။ညီလင်ဝင်ပူးနေတာ တယောက်မကားတော့ဘူးအခုဆိုရင်၃ယောက်လောက်ထိရှိနေပြီအစကတို့တွေကဒင်းစားကျင်တောက်ကျင်လို့တခါတလေဝင်လာနေမှာဆိုပြီးတော့ခွန့်တော့တယ်အခုကမကြခနာဆိုတယ်လို့ဖြစ်နေတော့တို့တွေခွန့်မလွတ်နိုင်တော့ဘူးဒါဆိုကျောက်ကဘာမှလုပ်ပေးရမှလည်းမမတန်းဟဲ့ကောင်မအခုညီးလင်ကြောင့်ရွာကလူတွေတော့ကြောက်နေပြီအဲ့တော့ညီးကိုတိုင်ဥဆောင်ပြီးတော့တောင်ထွန်းရွာကဘွားမဆိုင်ကိုတော့ပြင်တော့ဒါမှညီးလင်ဗလာကိုဘွားမဆိုင်ကလာပြီးတော့ဆုံးမမှာ အဲအဲအဲ့ဒါဟုတ်တာပဲမမတန်းစိတ်ချပါတော့ကျုပ်ဘွားမစင်ကိုရအောင်လို့တော့ပင်ငယ်မယ်ဟေးဒါဆိုလည်းပြီးတာပဲဒါမှငါလည်းစိတ်အေးရမှာမမြင်ဟုတ်ကဲ့မမတန်းရွာတရွာတကြီးဦးမျိုးတည့်ရဲ့မိမတကြီးကတော့ဒေါ်တန်းကိုတိုင်ပြောလို့မမြင်လေတောင်ထုံးရွာကဘွားမစင်ကိုပင်ဖို့အဖေတယောက်ခေါ်ပြီးတော့တောင်ထုံးရွာကိုရောက်ရှိလာပါတယ်မမင်းရဲ့အရေးကြီးတဲ့အကြောင်းကိုဘွားမရှင်သိရှိသွားတယ်အော်အခုရွာတက်မှာဗလာဆိုတဲ့ကောင်က တောင်းချမ်းနေရပေါ့ဟုတ်ပါတယ်ခွာဒင်းကိုကျုပ်လူဘွားကလေးကထိမနိုင်သိမနိုင်ဖြစ်ခဲ့ရတာပါအခုတရေဘွားနဲ့တောင်းချမ်းနေတော့ကျုပ်မှာတရွာလုံးရဲ့အမြင်မကြည်တာတွေကိုခါစီခံနေရတယ်မမင်းဟာသူ့ရဲ့ဖြစ်ကိုစိတ်ပြတ်စွာနဲ့ပြောဆိုပါတယ်ဘေးကအဖေါ်ကလည်းကောင်းညင်ပြီးထောက်ခံရှာတယ်အေးပါရွာတစ်ဆိုတာအဝေးကြီးမှမဟုတ်တာဒီညနေဘွားကိုရိုင်းလာခဲ့မယ်ကျုပ်တို့ထင်းနဲ့လာကောင်းရဲ့ဘွားဒါတွေမလို့ဘွားတို့ဘာသာစင်စင်ပြီးတော့လာခဲ့မယ် ဟုတ်ကဲ့ဘွားရဲ့တဘောပါပဲဒီလိုနဲ့မမ်းမြင့်နဲ့အဖော်ပါလာသူတွေဟာရွာတစ်ကိုပြန်သွားတယ်ကဲမောင်တို့နေဆောင်ရင်ရွာတစ်ကိုသွားဖို့မောင်အောင်ကိုခေါ်ပြီးလာခဲ့တော့ကျုပ်ပြန်ပြီးတာနဲ့ကိုကြီးအောင်ကိုဝင်ပြီးတော့ပြောခဲ့မှန်းဘွားအေးအေးဒါနဲ့မနေ့စာရောစားပြီးပြီလားမစားသေးဘူးဘွားဒါဆိုတခါလေးစားသွားကဲမောင်ရဲ့အရေးကဒီနေ့စတီမင်းထိုးထားတယ်တော်နေဆိုမြေလေးအကျော်ပြန်ဝီးတော့ဝင်လာလိမ့်မယ်တခါလေးစားသွားတော့ဒါမျိုးတော့စိတ်ချ ကျုပ်စားကိုစားတော့မှာပွားမောင်တို့ကခပ်ပြုံးနေပြောတယ်ညနေဆောင်တော့မောင်တို့နဲ့မောင်အောင်တို့နွားလက်သိနဲ့ဖွားမဆင်တဲ့အိမ်ကိုရောက်လာတယ်အနေနဲ့ရွာမလို့အဝတ်ထုတ်တွေတဲစရာမလို့ဒါကြောင့်ဖွားမဆင်ကတောင်မွေးကိုယူဆောင်လို့လဲဘော်ကိုတက်တယ်လဲဘော်ကိုရောက်တော့လဲနီးမှရက်နေကြတဲ့ဒေါ်ဝင်းနဲ့နန်းကြိုင်ကိုတစ်ချက်ကြည့်ပြီးတော့မြေဝင်းခြံတကားတွေတေချာပေးအကြတော့အမေတို့ကမနှက်ပြန်မှပြန်လာမှာကျတို့သားမီးတွေစိတ်ချပါမေးအမေတို့သားယူဆိုင်ကြပါကဲဒါဆိုသွားပြီသမီး ောင်တို့မောင်တော့အကြီးသွားပြီဗျနွားလေးမောင်ထွက်တာနဲ့မောင်တို့နဲ့မောင်အောင်ကပြိုင်လို့ပဲဒေါ်ဝင်းကိုနှုတ်ဆက်တယ်ဒီလိုနဲ့အမောင်ရေးကြတဲ့အခါရွာတက်ကရောက်လာတယ်ရွာတက်ကတကြီးဦးမျိုးတိတို့အိမ်ကိုတန်းပြီးတော့ဝင်လာတယ်တကြီးဦးမျိုးတိနဲ့တကြီးကတော်တော်တန်တို့ကလည်းဘွားမဲစိန်လာမကိုကြိုသိနေလို့အသင်ဆောင်ဆိုင်နေတာနဲ့ကြုံတယ်ဘွားထိုင်ပါဗျအိမ်မောင်မျိုးတိနေကောင်းတယ်နော်ဟုတ်ကဲ့ဘွားနေကောင်းပါလေဗျကျုပ်မမမြင့်ကိုကျတို့စီပဲခေါ်ရမလား ဒါမှမဟုတ်ကျွတ်တို့ကသူ့အိမ်ကိုပဲသွားကြမလားဘွားကဘယ်လိုများစိတ်ကူးထားလဲဒေါ်တန်းကဘွားမဆင်ကိုလှမ်းမိတယ်အေးမင်းမင်းကိုဒီအိမ်ကိုပဲခေါ်တော့နောက်ပြီးတော့သူဝင်ပူးနေကြလူသုံးယောက်ကိုလည်းတခါလေးခေါ်လာခဲ့ဒီလိုနဲ့ပဲဒေါ်တန်းနဲ့အပေါ်ခေါ်ထားတဲ့မိမသုံးယောက်တို့ရွာထဲကိုတုတ်တိတုတ်ကန်နဲ့ထွက်သွားတယ်ကြံခဲ့တဲ့တကြီးအိုးမျိုးတင်းနဲ့တူတူအမျိုးတွေလိုထင်ရဟန်တူတူဟာဘွားမဆင်တို့ကိုလက်ဖက်တုတ်တွေပြောင်းမှုပြုတ်တွေနဲ့မုန်းစီကြော်တွေဆနေမကင်းနေ မုံမျိုးစုံစုံလင်စွာနဲ့အဲ့ခန်းနဲ့ခဏကြတော့ကဲမောင်မျိုးတက်ဘွားတို့တို့လာကိုဖျားကန်းကနေပဲစောင့်နေမယ်ဟုတ်ကဲ့နောက်ဆုံးဖျားကန်းကိုကြောက်ပါဗျာကျွတ်တို့လိုက်ပို့မယ်ဖျားကန်းကိုရောက်တော့ဘွားမဆင်တို့ဟာဖျားစင်မှာဖျားနိုင်တုံနိုင်ကိုထုံညှိပြီးတော့ဦးတုံညင်ချကတော့တယ်မောင်တို့မောင်တို့လည်းကတော့တယ်အဲ့နောက်ဖျားစင်ကိုကြောက်ပေးပြီးဘွားမဆင်ဟာတင်မလီခွထိုင်ပြီးတော့စောင့်နေတယ်ရွာထဲတော့တဲ့ဒေါ်တန်းတို့လည်းပြန်လာကြတယ် မင်းပြုတ်လေတော့ဦးနဲ့မမ်းမင်းတို့လည်းလိုက်ပါလာတယ်။ကဲခလေးမတော့ရောက်ဘွားရှိကိုတယောက်ချင်းလာခဲ့ကြ။ဘွားမဆိုင်ကခေါ်တော့မင်းမင်းပြုတ်တော့ရောက်ဟာတအူးချင်းယူတတေပဲထိုင်နေ။ဘွားမဆိုင်ရှိကိုတိုးလာတယ်။ဘွားမဆိုင်ဟာတအူးချင်းကိုခေါ်ယူပြီးတော့သူ့ရဲ့လက်ကိုမင်းမင်းပြုတ်လေရဲ့ခေါင်းပေါ်တင်ကမျက်လုံးကိုမှိတ်လို့ညှိနှိုင်းသွားတယ်။အဲ့ဒီနေ့တိုင်းပဲသုံးဦးစလုံးကိုပြုတ်လုပြီးတဲ့အချိန်မှာတော့ကဲငါမီးတို့ကဘွားနဲ့မြန်နေချင်းဆိုင်မှာပဲထိုင်ကြတော့ကြံတဲ့လူတွေကတော့ခလန်းလန်းကနေပဲကြည်ကြပါ ဒါမောင်ရင်တို့ပြောတဲ့ဗလားဆိုတဲ့ကောင်ကိုဘွားကခေါ်တော့မှဘသူမှလည်းဝင်မပါကြနဲ့ဝင်လည်းမပြောကြနဲ့နောက်ပြီးတော့ငါမီးတို့ကအပူခံရသူတွေရှိရင်ကြံနှစ်ယောက်ကနောက်ကိုဆုတ်ကြနော်ကြာကြာလာမီးတို့မင်းမျိုးပြိုလေး၃ဦးရဲ့အပြေစကားဆုံးတာနဲ့အားလုံးတက်ဆိတ်သွားတယ်။တကြီးဦးမျိုးတစ်တို့လူကြီးတွေဟာဘာအများဖြစ်မလဲဆိုတဲ့စိတ်နဲ့စိတ်ဝင်စားနေကြသလိုမင်းမျိုးပြိုလေးတွေကလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ကြောက်လန့်နေရှာတယ်။မောင်တိုးနဲ့မောင်အောင်ကတော့ ဒီလိုကိစ္စတွေကိုမြင်ဘူးနေကြသူတွေမဟုတ်လို့တရေပလာတယောက်ဘွားမစိန်လက်စာမိမဲ့ရေကိုတွေးပြီးတော့တယောက်နဲ့တယောက်ကြီးကပြောနေကြတယ်။ကဲဟောဒီရော်တက်မှာထိုင်နိုင်ကျဲထင်ရဆိုင်နေတဲ့ဗလာဆိုတဲ့ကောင်ရောက်ရရက်ကနေဟောဒီမဲစိန်ရဲ့ရှိကိုချက်ချင်းလာခဲ့စမ်းဘယ်အတားစီမမရှိသေးရဘယ်ပုံကိုစရာနေရာမှလည်းမရှိသေးရအခုချက်ချင်းရောက်လာခဲ့ဟိတ်ထက်သွားတဲ့ဘွားမစိန်ရဲ့အတန်အဆုံးမှာတော့တဟင်းဟင်းနဲ့ပုတ်ရဲ့အနံကြီးနဲ့တူတူအလဲမာထိုင်နေတဲ့မင်းပြူလေးဟာ တဟင်းနဲ့လှုပ်ရှားလာတယ်။ဒီခါမှာကျန်မင်းကလေးနဲ့ဦးဟာအနောက်ကိုအလှင်စလိုပဲဆုတ်သွားတယ်။ကဲဘလားဆိုတဲ့ကောင်ရောက်ပြီလား။အဟုတ်ကဲ့မမေပြုတ်လေးဟာဘွားမဆိုင်ကိုမြင်တော့အလန့်တရာခေါင်းငုံသွားတယ်။အထိတ်ထိတ်လန့်လန့်နဲ့ဖြည့်ပြီးတော့သူ့ရဲ့နောက်ကိုကြည့်တော့တကြီးဦးမျိုးတိတော့လူစုကိုလည်းမြင်သွားတယ်။တေတာဖြစ်မကြသေးဘူး။ရွာထဲကိုဝင်ပြီးတော့တောင်းချနေတာကဘာသဘောလဲ။ကျုပ်ကျုပ်ပိုက်စားလို့ပါ။ပိုက်စားတာလားအရက်စားတာလားဟမ် အတော်မိုက်တဲ့ကောင်ဒီအရက်ကြောင့်ပြေးတာတော့မှဒီအရက်ကိုဆွဲလန်းပြီးတော့ရွာမှာတောင်းကျနေတာဆိုတော့ပြောစမ်းမောင်ရင်းကိုဘလို့အပြစ်မျိုးတွေပေးရမလဲဆိုတော့ကျုပ်ကျုပ်ဘွားကိုကြောက်ပါလေဗျာအခုလဲဘွားကိုတန်ကြလို့ကျုပ်မှာချက်ချင်းအပြေးလာခဲ့ရတာပါတော့နောက်ပြီးတော့ကျုပ်မှာနေစရာမရှိလို့ဂျွာထဲမှာလာပြီးတောင်းကျမိတာပါဟေးနေစရာကဘာလို့မရှိတာလဲကျုပ်ထက်ကြီးတဲ့ကောင်တွေကအနိုင်ကျင့်နေဗျအခုတောင်တရေအဖိုးကြီးပြောပြလို့ဂျွာထဲကိုလာနိုင်တာ ဒါဆိုဒီလိုလို့တင်းကြီးမှာနေစရာရစီရမယ်ဒီလိုဆိုရင်မောင်းရင်ရွာတွေကလူတွေကိုထပ်ပြီးတော့ဒုက္ခမပြီးတော့ဘူးမလားဘောဘက်ကအကျန်းကြီးမသုံးချင်ဘူးဒါကြောင့်ဖွားစစ်စင်တာကိုမောင်းရင်လက်ခံနိုင်မလားလက်ခံနိုင်ပါတယ်ဖွားကျုပ်မှာနေစရာရရင်ဘသူ့ကိုမှဒုက္ခမပြီးတော့ပါဘူးဗျာဟေးဒီလိုဆိုပြောပါအောင်မယ်နောက်အဆုံးနေနဲ့ဘာစားခြင်းလဲဖွားစစ်စင်ခိုင်းမိမယ်တကယ်လားတကယ်ဘောကွဒါဆိုကျုပ်အရက်နှလုံးနဲ့ကြက်ကြော်စားခြင်းနဲ့ တရေဖလာလဲဝန်တာအာရနဲ့ပြောတယ်။ကဲမောင်မျိုးတဲ့သူ့ဆန္ဒတိုင်းပဲလုပ်ပေးလိုက်ပါ။တကြီးဦးမျိုးတဲ့တို့လည်းအပြေစဲစစ်စင်ရတယ်။ဘာမစိမျက်လုံးကိုမှတ်ပြီးတော့ပစုပ်ကနေတွတ်တွတ်နဲ့တိုးတိတ်စွာပြောတယ်။ပြီးတော့ကဲမောင်ဖလာစားပြီးတော့ပြင်တော့တင်ညိုင်းကိုသွားတင်ညိုင်းဆောင်ကိုမောင်ရင်အတွက်နေရာပေးဖို့ပြောထားပေးထားတယ်။ကျေးဇူးတင်ပါတယ်ဗျာ။ကျေးဇူးပါ။အတော်ကြတော့အရက်နှလုံးနဲ့ကြက်ကြော်ရောက်လာတယ်။ကိုဗလာရှိကိုခြစေပြီးတော့ဘာမစိကစားစီတယ် ဒါကြောင့်မဲဝမ်းသာအာရနဲ့စားတော့တယ်ကြက်ကြော်ကိုအယိုးပါမကြအောင်တကြွတွနဲ့ဝါစားတယ်သဘောတူနေတဲ့ကိုဗလာတရေကိုအားလုံးကဝိုင်းကြည့်နေကြတယ်ဒီလိုစားနေကနေမိမ့်မြင့်နင်းလဲငါထက်တာတဲ့အကောင်တွေ့ရင်ယူချင်းယူဟာငါကအတော်ဆုံးခဲ့တာဟာနင်းအပေါ်ကမကောင်းခဲ့ဘူးလေဒီလိုပြောတော့မမြင့်ခင်ဗျာဝမ်းနေပြီးတော့ကြည့်တယ်စားပြီးတော့ပြီးတော့ဝမ်းမဲစင်ကိုလက်အုပ်ကြည့်ကတော့တယ်ပြီးတော့မမြင့်ဖြိုလေးကိုကနေထွက်ခွာသွားတယ်တရေလေးနေတဲ့မမြင့်ဖြိုလေးနဲ့ကြိုင်မမြင့်ဖြိုလေးတွေကို ဝမစင်ကရင်မှန်းတက်ပြီးတော့အဆောင်လက်ပတ်တွေဝတ်ဆင်ပေးတယ်။ကဲမိမြင့်ညီယောက်ျားကတော့သူ့ပါလာတဲ့အကုသူတွေကိုသွားဆက်ရအောင်မယ်။ညီကတော့သူ့အတွက်လှုပ်ပေးနေတယ်လို့အလှူလေးပါလေးလှုပ်ပေး။ဟုတ်ကဲ့ပါဘွာ။ကျုပ်လည်းသူ့အတွက်စိတ်မကောင်းဘူး။ဒီအတွက်ကုသိုလ်ကောင်းမှုလေးလုပ်ပေးပါမယ်။အေးဒါနဲ့မောင်မျိုးတဲ့ရွာပင်ကတရဲရွာတွေကိုဝင်တာမကောင်းဘူး။ဒါကြောင့်ရော့ဒီရမန်းကိုရင်ထဲပွားပြီးတော့ရွာတွေကအိမ်တွေကိုပေး။ကိုယ်အိမ်ပက်ပက်လေးမှာဖြန့်ခိုင်းကြလား။ဟုတ်ကဲ့ပါဘွာ။ တကြီးဦးမျိုးတက်လည်းဘွားမဲစိန်ပေးတဲ့ရေမှန်းပူးလေးကိုယူတယ်။အဲ့ဒီညကတော့တကြီးဦးမျိုးတက်တို့အိမ်မှာသာဘွားမဲစိန်တို့ညအိတ်ကြတယ်။နောက်တနေ့မနက်မှာတော့တောင်ထုံး